အလုံးမဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြွဆွန်လိုက်ပါရယ်ဒီနေ့မှာတော့စာရေးသူလာရေးတန်တွဲရေးသားထားတဲ့ချစ်လျက်ခွဲခွာဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမရှင်ချစ်လျက်ခွဲခွာဒေါ်ပွင့်နီတဘောကောင်း၍ရဲ့ရောသောဖော်ရွယ်သောဒေါ်ပွင့်နီကို လူရန်ချစ်ကြလေသည်ဒေါ်ပွင့်နီဤတနာတတ်မှုစေတနာကောင်းမှုတို့သည်ဒေါ်ပွင့်နီတို့ရွာ၌ပြောစမတ်ထွင်ရလေသည် ငယ်ရွယ်စဉ်ကတည်းကခင်မုန်းကွယ်လွန်ရှာခဲ့သူတော့ပွင့်နေသည်။သားသမီး၃ယောက်အားမျက်နှာမငယ်ရအောင်ရှာဖွေကြွေးမွေးခဲ့လေသည်။သားသမီး၃ယောက်ထဲမှ အလိမ်မာဆုံး၊တိမ်မွေ့ဆုံး၊အနေအအေးဆုံးသမီးကြီးဖြစ်သူကိုတော့ပွင့်နေအချစ်ပိုခဲ့ရသည်။အားကိုမိခဲ့သည်။သားသမီးတွေအိမ်အောင်ကြတော့ဒေါ်ပွင့်နေသမီးကြီးဖြစ်သူနေလိုက်နေပါသည် တီတီတာတာပြောတတ်သောမြည်းလေးတွေရလာတော့ဒေါ်ပွင့်နီဤချစ်ချင်းမြတ်တာတန်ရောစင်မှာဒူးတဲ့ကြီးတထဲကြီးလာခဲရသည်ဒီမြည်းလေးတွေကိုတုံနေအောင်ချလေသည်အဖွားဟုခေါ်လိုက်သည်မြည်းလေးဤခေါ်တန်သည်ဒေါ်ပွင့်နီဤနားထဲပြောမပြတတ်အောင်ချုံမြဲလွန်သည်မြည်းလေးတွေမူကြိုပို့တော့လဲဒေါ်ပွင့်နီကြောင်းစတတ်တော့လဲဒေါ်ပွင့်နီဒီမြည်းလေးတွေကြောင်းစင်းချင်ရောက်သည့်အထိကြောင်းရှင်း၌ထိုင်ဆောင်နေတတ်သည် မီးလေးတွေကလည်းစာသင်ခန်းပေါဝါမှထွက်၍အဖွားဖြစ်သူအားပြူတိပြူတိကြည့်ရှာသည်အဖွားအသွေးမှသာလျှင်စိတ်ချလက်ချစာသင်ကြလေသည်တမီးနှင့်မီးကလေးများနှင့်ဒေါ်ပွင့်နီပြောနေခိုင်းဒေါ်ပွင့်နီအတွေ့ကံကြမာသည် မျက်နှာသာမပေးခဲ့ခြင်းစီပွားရေးရင်းရိုင်လာသောတမီးဖြစ်သူသည်မိခင်ကြီးအားအတူခေါ်ထားရန်မဖြစ်တော့သောအခြေအနေသို့ရောက်လာခဲ့သည် အရွယ်မရောက်သေးသောကလေးတွေနှင့်ကြောင်စရိတ်ကြားမရေးပါချွတ်ချလာသောအခါမိခင်ဖြစ်သူအားမောင်ဖြစ်သူအိမ်သို့ပို့ရန်စီစဉ်ရတော်သည်စီးပွားရေးအဆင်ပြေနေသောမောင်ဖြစ်သူက မိခင်ဖြစ်သူ သူ့အိမ်တွင်လာနေမည်ဟုသိသောအခါဝမ်းပန်းတသာကြိုဆိုရှာသည်ငငယ်ကမိုက်ပစ်များကိုပြန်ဆက်ခွင့်ကြုံပြီဟုတဖွာဖွာပြောရှာသည်အမကြီးဖြစ်သူမှလည်းမိခင်အောင်မောင်ဖြစ်သူနှင့်ရောင်းမကကြကြေနက်နက်ကြီးခေါ်ယူကြတော့စိတ်အေးရသည် ခက်တီကဒေါ်ပွင်နီဒေါ်ပွင်နီသည်တမီးအားလုံးဝမခွဲလို့မြီးကလေးတွေနဲ့လည်းမခွဲလို့သားအိမ်တို့သွားမြင်နေကဒေါ်ပွင်နီသည် တိုင်ကုန်မိလဲမျက်ရည်တွေကျနေခဲ့၏ဒီလိုနဲ့ဒေါ်ပွင်နီသားအိမ်တို့ရောက်ခဲ့သည်အနေဝေးသောကြောင့်ချွေးမနှင့်မြေးများကိုဒေါ်ပွင့်နှင့်တိတ်ရင်နေသလိုမခံစားရ။တမီးနှင့်မြေးများကိုလွမ်းတော့ပို့ဆိုသည် ထိုအခါဒေါ်ပွင်းနေနှင့်တားဖြစ်သူအကြာ မကြေလည်မှုများကြုံလာတော့သည်အစမပြေမှုဖြစ်လာလေလေဒေါ်ပွင်းနေတားအိမ်မှာမနေခြင်းလေဖြစ်လာသည်သားဖြစ်သူကလည်းသူဒီလောက်ကောင်းကောင်းထားတာတော့ပြဿနာရှာနေတော့မိခင်ဖြစ်သူအားအမြင်မကြည်ဖြစ်လာရသည်တဘောကောင်းသောဖော်ရွယ်တတ်သောဒေါ်ပွင့်နေ၏စိတ်တို့သည် အချစ်မီ၏ဝါမျိုးမှုကြောင့်မဲညစ်လာခဲ့လေပြီး အမေဖြစ်သူနဲ့အဆင်မပြေသောအခါတားကချွေးမနေကလေးများကိုအပြစ်မရှိအပြစ်ရှာကစိတ်ထွက်ပေါက်ရှာသည်ကြာလာတော့မိန်းမနေကလေးတွေက အဖေဖြစ်သူအားညုံညံလာသည် အဖွားကြောင့်ဖြစ်ရတာဟုအပြစ်တင်လာကြတော့သည် စီပွားရေးအစမပြေသောတမီးနှင့်တမီးမမွေးသောမြင်းများကိုစိတ်မချလေဒေါ်ပွင့်နေမှာတားအိမ်တွင်နေမပြောလေဖြစ်ရသည်ဒေါ်ပွင့်နေအကြောင်းကြားရတော့တမီးဖြစ်သူမှာပို၍စိတ်ဆင်းရရသည် မိခင်ဖြစ်သူအားပြန်ခေါ်ချင်တော့လဲသူတို့မိသားစု၏စီးပွားအခြေအနေကခေါ်ထားဖို့မဖြစ်နိုင်မိခင်အားသားအိမ်တွင်အဆင်ပြေပြေတင်းတင်းတက်တက်နေစေချင်သည်သားဖြစ်သူကလည်းအမဖြစ်သူ၏စီးပွားရေးကြောင့်အမအားအားနာသည်မိခင်ဖြစ်သူအားသူ့အိမ်တွင်ခေါ်ထားလိုက်လျှင်အမဖြစ်သူသည်မိခင်အတွက်စိတ်အေးရလိမ့်မည်ဟုယူဆထားသည်တို့တော့သူ့အိမ်တွင်ကောင်းကောင်းမနေသောမိခင်အားစိတ်တူလာသည် ကို့သားသမီးရဲ့အခြေအနေကိုမသိရန်ကောဟုလည်းမချေနှက်ဖြစ်လာသည်။သမီးအတွေ့နောက်ဆန်သိနေသောဒေါ်ပွင့်နီသည်ပြာယာခန့်နေတသည်။သမီးစီမှာဖုန်းလာသောနေ့များတွင်ဒေါ်ပွင့်နီတွက်လက်နေတက်ပြန်သည်။သမီးကြိုက်သောကွန်တီများကို သမီးအိမ်သို့ပြန်လှည့်ယူသွားနိုင်ရန်အတွက်အသင့်ထုတ်ဖို့ထားပြန်သည်။ရမလာသို့လာမနှစ်သို့ပြောင်းလာခဲ့ပြီ။တော်ပွင့်နေသည့်တားအိမ်သို့ရောက်စားကားကဲ့သို့တားနှင့်ကတာကဆဖြစ်ခြင်းမျိုးမလုပ်တော့ ဒေါ်ပွင့်နီတယောက်တမိုင်မိုင်တတွေ့တွေ့ဖြစ်လာခဲ့သည်ဒေါ်ပွင့်နီ၏မျက်ဝန်းဖြော့ပြောတို့သည်လည်းမျက်ရည်ဝိုင်းလျက်သားရှိတော်သည်နေညိုချင်ရောက်လျင်ဒေါ်ပွင့်နီသည်ပျောက်ပျောက်သွားသည်အိမ်နောက်ဖေးရဲရုပ်ပင်နာသို့သွား၍ငိုနေသည်သည်ตาဖြစ်သူနှင့်တွေ့လျင်မျက်ရည်ကလေးတုံလျက်တစ်ဖက်သို့လှည့်သွားတလေသည်ကြောင်စင်းချင်းကြောင်သားလေးတွေကိုမြင်လျင်ဒေါ်ပွင့်နီသည်ငေးမောနေတကမျက်ရည်ဆန်းဆန်းနေဖြစ်နေတက်ပြန်သည် နေဝင်ချင်ရောက်လျင်တောက်ပွင့်နေပေါ်ဆိုးလေသည်ဝင်လူဆဆဲနေလုံးကြီးကိုကြည့်၍ငိမ့်ငိုင်နေတတ်သည်တောက်ပွင့်နေကိုမြင်ရသူတို့မှလည်းစိတ်မကောင်းဖြစ်ုံသာတန်နိုင်တော်သည်တမီးကိုချက်လွန်အားကြီးမြေးကလေးများကိုတွေ့တာလွန်အားကြီးသောတောက်ပွင့်နေတယောက်အချစ်မီဤလောင်မြိုက်မှုကိုကောင်းကောင်းကြီးခံစားနေရလေသည်ခွန်ဆဲကြဟူသောအသက်အရွယ်နှင့်စိတ်ဤဖြစ်စီမှုကြောင့်ဒေါ်ပွင့်နေနေမကောင်းဖြစ်ကအဲ့ရထဲလဲတော်သည် ဒေါ်ပွင့်နေနေမကောင်းဖြစ်တော့ရွာမဆွေမျိုးများကအတန်းနိုင်ဆုံးပြုစုကြသည်ဒို့တော်ဒေါ်ပွင့်နေလိုချင်သည်ကသမီးဤနှွေးထွေးမှုကိုသာဖြစ်လေသည်ဒေါ်ပွင့်နေနေမကောင်းစဖြစ်သည့်ချိန်မှစ၍လက်ကမချဘဲခေါင်းဝင်းနာထအိတ်တတ်သော အထုတ်ထုတ်ရှိလေသည် ထိုအထုတ်ကို လူနာတည်င်းလာမေးသူများကကင်မိလင်ဖယ်ထားတတ်လေ၏ဒေါ်ပွင့်နေသည်ဟိုအထုတ်ကိုတော့အတော်ဆွဲလန့်ဟန်ရှိလေသည် ဒေါ်ပွင့်နေအကြမ်းမရဲ့အခြေအနေသည်နင်းနေညာညာဖြစ်လာ၏ဒေါ်ပွင့်နေမျှော်လင့်လုံမကမျှော်လင့်ခဲ့သောတမီးနှင့်တမီးမမွေးသောမြေးကလေးများရောက်လာကြသည်တမီးဖြစ်သူမှာချီးငားလာသောပဆက်လေးနှင့်မိခင်ဖြစ်သူအားစားချင်သမျှကြွေးရှာပါသည်။နေနေညာညာပြုစုရှာပါသည်။ဒေါ်ပွင့်နေတမီးအားဒေါ်ပွင့်နေလက်ကမချသည့်အထောက်အကြောင်းပြောပြရင်းထို့အထောက်အားဖွင့်ခိုင်းပါသည်။ ်ထော်အထုပ်အားဖွင့်ကြည့်တော့ဒေါ်ပွင့်နီဤသမီးမှာကျွတ်ကျွပါအောင်ငိုလေတော့သည် မိခင်ဖြစ်သူအားသူမဝယ်ပေးထားသောပါတိတ်ထမိန်လေးစိုက်တီယောမဝယ်ခဲ့သောဘီလေးနှင့်ယောဂီတပတ်လေးမိခင်ကြီးသည် သူမအားဘယ်လောက်လွမ်းခဲ့ကြောင်းတတ်သိပြနေခဲ့လေသည်ထိုနောက်တွင်တော့ဒေါ်ပွင့်နီသည်သူတိတ်ချစ်သော သမီးဖြစ်သူ၏ရင်ခွင်ထက်တွင် တရားနာရင်းအသက်ကုန်ခဲ့လေ၏ဒေါ်ပွင့်နီကွယ်လွန်ခဲ့ပြီး သူတိတ်ချစ်တော်သမီးနှင့်မိကလေးများအားမထားချင်ပဲမခွဲခွာချင်ပဲခွဲလဲတန်ရာခီးကို ထွက်သွားခဲ့ရပြီစိတ်မချမှုများစွာဖြင့်ချစ်လျက်နှင့်ခွဲခွာခဲ့ရလေပြီကျေးစီတန်နဲ့အတူဒေါပွင့်နေဤခေါင်းတလားအားတင်ထားသောနာဂူကားလေးသည်ဘိန်းစလိမ့်လေ၏ဒေါပွင့်နေဤအတုံးဆောင်များအလုံးတင်ထားသော ကားလေးအကြည့်ရင်တောင်ဝေကရတော်သည် အချစ်ကြီးလွန်သောတန်ရောစင်ကြီးလွန်သောတော့ပွင့်နေသည် သူချစ်သည်မအရာအားလုံးကိုခြံရစ်ကတန်တရာခီးသို့အဖော်မပါထွက်သွားရရှာလိမ့်ပြီတယောက်တည်းလာခဲ့တော်ခီးတယောက်တည်းပင်ထွက်သွားရပြီချစ်ချင်းမုန်းချင်းတို့အပြည့်တက်စီခဲ့တော်ခီးတော့ပွင့်နေဤခေါင်းတလားအားတည်ဆောင်သွားသောကားလေးသည်တဖြည်းဖြည်းဝေး၍ဝေး၍သွားလိမ့်ပြီ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူလာရေးတန်တွဲရေးသားထားတယ်ချစ်လျက်ခွဲခွာဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြော်ဆွန်လိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူလာရေးတန်တွဲရေးသားထားတယ်ကျမကြံကြံဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ကျမကြံကြံဆ ्याम ဆ ्याम ခြေလင်တော့မျက်နှာချစ်စရာအပြုံးချွတ်ချွတ်လေးနဲ့ပြုံးတတ်သောចောင်းသားလေးမောင်သေးနိုင်သည်။သူမ၏အခန်းရှိတွင်မှုံကုတ်ကုတ်နှင့်ရက်နေလေသည်။ဒါလာလေ။ဟုတ်ကဲ့။ဆ iamma တားကိုခေါ်ရဲဆိုလို့။အင်းပေါ့။တားကအတန်းကြီးသွားတော့ဆ iamma ကလွမ်းလို့ပေါ့။တားစာရီရော လိုက်နိုင်လား။တားလာမရဘူးဆ iamma ။အင်းကဲဆ iamma တော့မဟုတ်ဝယ်စားရအောင်။ ဆရာမဘာမှမစားရသေးဘူး။ဟုတ်လား။ตาလည်းဘာမှမစားရသေးဘူး။အင်းဆရာမအတွေ့ရခိုင်မုတ်တီตาကตาကြိုက်တာစား။ဟုတ်ကဲ့။ပြေးထွက်သွားတော့တဲနိုင်ကိုကြည့်ရင်သူမစိတ်ဝင်စားမှုအတော်ကိုမြင့်တက်နေပြီဖြစ်သည်။မသိတော့လဲတန်ရှင်းတော့အဖြူအစိမ့်လေးအမြဲဝင်နေကြခလေးတယောက်ဤဝဆုံသည်။အရာဖြော့လာရုံမကတန်ရှင်းမှုပါအတော်လေးအားနေနေပြီဖြစ်သည်။ ရခင်ကလိုအပြုံရခင်ကလိုတွက်လက်မှုဘာမှရှာမတွေ့တော့တဲနိုင်တို့မိသားစုတစ်ခုခု ဖြစ်နေပြီမှအသေးချာသည်အမောတော်ပြေးလာတော့တဲနိုင်ကိုကြည့်ရင်သူမပိုသိချင်လာမိသည်ဆ iam တားကအတော့ဝဲခဲတယ်အေးပါတားကြိုက်တာဝဲပေါ့ဆရာတပည့်နှစ်ယောက်မုတ်အတူ စားကြပြန်တော့လေသူလေးကမရည်မပြုံနဲ့မျက်နာကမကောင်းကလင်းကလင်းကလင်းဆ iam ကျောင်းတက်ခေါင်းလောင်ထိုးပြီးသားပြန်တော့မယ်။အေးပါသား။တဲနိုင်ပြန်သွားတော့သူမနေရထိုင်ရသည်မှအဆင်မပြေ။တဲနိုင်အရင်ကဒီလိုမဟုတ်။အမဲပြုံးနေတတ်တော့တွက်လက်ချက်ချလွန်တော့ကလေး။ဆရာဆရာမများလာလင်းဟိုအဝေးကပြေးလာကစီးချိုတတ်သူ။အမိုက်ကောက်ပါလို့လည်းဘတော်မှမပြောခရ။လန်းသွားရင်အမိုက်တွေ့လင်ပင်ကောက်သွားပြီးအမိုက်ပုံထဲသွားပြစ်တတ်သည့်အထိအရွယ်နှင့်မလိုက်အောင်တာဝန်တည်သူ။ အသားပေါ်အချင်းချင်းနဲ့အမြဲကူညီတတ်သူလိမ္မာရင်ကျေးပြီးတွက်လက်ချက်ချသူလေးကမှိုင်နေတော့မြင်ရသူမှအဆင်မပြေဒိုးနဲ့တဲနိုင်တို့အတန်းဖဲမယောင်မလဲနှစ်ထွက်လာခဲ့သည်ဟယ်လိုမောင်လေးဟယ်လိုမာကြီးတဲနိုင်ဆရာနဲ့အဆင်သင့်တွေ့ပါသည်တဲနိုင်အတားမိုက်ဆရာသည်စိတ်ဆက်တာကလွဲ၍အတော်လေးကိုတဘောကောင်းပါသည် သူခမများအိမ်ကပါလာသောထမင်းကြိုက်ကို သူကိုယ်တိုင်စားရသည်ကနည်းလေသည် ထမင်းကြိုက်လာမပေါ်နိုင်သောចောင်းသားများကိုကျွေးရသည်ကများလေသည်ကျမတို့ကစားနောက်သည့်အခါတိုင်းမာကြီးရဲ့ကျွန်တော်ကအိမ်ပြန်ရောက်တာနဲ့ထမင်းကိုစားချင်တဲ့ဟင်းနဲ့အဝအပြဲစားနေရတာပါ နေ့လေခင်းလေးမစားရလို့ဘာမှမဖြစ်ဘူးသူတို့လေးတွေစားပါစေသူတို့တွေဝရင်ဒီကောင်ကြီးစိတ်ချမ်းသာပါတယ်ဟုပြောရင်တဟဟရည်နေတက်လေသည် မစားဘဲအငတ်ခံကြွေးတက်တော်ဆရာသည်သူစာတင်တဲ့ချိန်တွင်စကားပြောငေးမောနေလင်တော့တိတ်ကိုစိတ်ဆိုးလေသည်ထူးထူးဆန်းဆန်းပါလားအလဲလာပုံထောက်ရင်ပြင်းလို့ပေါ့ဟဲ့နင်ကလည်းကဲကဲကိုယ့်ဘက်ပြောမနေနဲ့ဒဲတာပြောမှကြည့်ရဲ့တဲနိုင်အကြောင်းသိချင်လို့ဟာအေးကျွန်တော်လည်းပြောမလို့ပြောမလို့နဲ့မလာဖြစ်ဘူးမာကြီးရဲ့လူကစာကူလည်းလုံးဝလိုက်မကြည့်ဘူး စိတ်လည်းမဝင်စားဘူးကျွန်တော်ဖက်ကိုလည်းကြည့်အောင်ပြဒီမှာစပွဲပေါ်ကစာအုပ်ခဲတန်ခဲပြန့်ပေတန်ကျွန်တော်ပတ်စံနဲ့ဝယ်ပြီးတင်ထားပေးတယ်ဗျအစင်မပြေတဲ့ကလေးတွေယူသုံးလို့ရအောင်ပြီးတော့ထမင်းအောင်မစားဘဲသူတို့လေးတွေကိုကျွေးတာဗျမကြီးလည်းတည်တဲ့အတိုင်းပဲဒါကိုဒီကောင်ကစာသင်ရင်လုံးဝလုံးဝလိုက်မကြည့်ဘူးဗျဘာစာမှလည်းမရဘူး ဂယုနာသောတန်နှင့်ပြောလာသောဆရာကိုကြည့်ရင်သူမဘယ်လိုစကားဆက်ပြောရမှန်းမသိဖြစ်သွားသည်တကယ်စိတ်တူတယ်ဗျာမနေ့ပြန်ကျွန်တော်အတန်ကိုမာကြီးလာတင်ကြည့်ကျွန်တော်မာကြီးအတန်ကိုတင်ပေးမယ်မာကြီးလူကိုကိုရိုင်းတင်ကြည့်တော့အင်းအဲ့ဆိုမာကြီးမနေ့ပြန်မောင်လေးအတန်တင်မယ်နော်တင်ပါဗျာတင်ပါဘယ်သူတင်တင်ဒင်းတို့စာရဖို့ကအဓိကပဲ စကားခက်ကြံကြံပြောတတ်သူရင်ထဲမှစေတနာတန်တန်ကသိပ်ဖြူစံပါသည်ထိုနေ့တဲနိုင်သောအတန်းကို သူမတင်ရသည်တပည့်ဟောင်းတွင်မောစာမတင်ခင်နည်းနည်းတော့အလွမ်းတင်ကြသည် သူမစာတင်၍တိတ်မကြခင်တဲနိုင်လှော်လှော်ရွရွဖြစ်လာသည်ကနာမငိန်တော့တဲနိုင်သားလေးဆ ्याम စီခဏလာအောင်သားဆ ्याम စာရှင်းပြတာနားမလည်ရင်ဆ ्याम ကိုပြန်မေးနော်မဟုတ်ဘူးဆ ्याम တားတခုခုဖြစ်နေရင်လဲဆ ्याम ကိုပြောလေနော်တားတားဘတ်အရန်စာလို့ပါပြောနေရင်လည်းမျက်ရည်တွေပိုပိုပေါပေါကြာလာတော့တဲနိုင်ကိုကြည့်ရင်သူမဘာပြောရမှန်းမသိဖြစ်သွားသည်တားမနဲ့ထဲကဘာမှမစားခဲ့ရလို့ဘိုက်စာလို့ပြောရင်းနဲ့ထန့်ငိုလေသည်တဲနိုင်ကိုကြည့်ရင်သူမဘာငိုချင်လာမိသည်ဆ ्याम ကိုပြောပါအောင်တားရဲ့တား ားအမကစိတ်ယုံတက်နေရတယ်။သားမေကသားအမကိုစိတ်ယုံစောင့်နေရလို့သားကိုသူများအိမ်မှာထားခဲ့တယ်။အိုးသားကမနေ့ကမစားရတော့ဘိုက်ဆာလို့မျက်ရည်ခိုင်လာပါကြည်ရဲ့ဆိုတော့သူမမျက်ရည်ကအလိုလိုကြာလာသည်။ဘယ်တော့ကြာပြီလဲသားအမနေမကောင်းတာ။ကြာပြီဆရာမ။သားကိုအဲ့အိမ်ကထမင်းမကျွေးဘူးလား။ကျွေးတယ်ဆရာမ။ သူတို့အိမ်မှာစောင့်ဝဲတာနောက်ကြတဲ့နေ့ဆိုတားတို့မနှက်စာမစားရဘူးညနေစာပဲစားရတာပြောစရာစကားတို့ရှာမတွေ့တော့သလိုသူမအတန်လဲထွက်မလာတော့စကားပြောဖို့အင်အားလည်းမရှိတော့တားမှာပတ်စံတရားပါတယ်မနှက်90ဖို့နေ့လည်း90ဖို့စားတာမဝလို့အိုးရက်ဆက်လိုက်တဲ့လောကရံတွေပါလားနှစ်တန်းကလေးတယောက်ကို မနိုင်ဝင်တွေထမ်းခိုင်းနေပါလားလောကကြီးရဲ့ တားအဝတ်တွေကရောဘယ်သူလျှော်ပေးလဲတားပါတာတားလျှော်တယ်အင်းနောက်တားပိုက်ဆိုင်ရင်တားဆရာကိုပြောနော်ဆရာကအော်တက်ပေးမဲ့တဘောကောင်းနဲ့တားရဲ့တားကမပြောတော့ဆရာကမသိဘူးပေါ့တားရဲ့ဟုတ်ကဲ့အေးပါတားရဲ့သွားထိုင်နေတော့နော်ထိုနေ့ကတဲနိုင်လဲငိုသည်သူမလည်းထိန်းထားသည့်ကြားကငိုမိသည်တဲနိုင်တို့အသားပိုင်ဆရာလည်းအန်တကြိတ်ကြိတ်နေတယ် ဆင်းရဲမွဲတင်မှုတွေပေါ့ဗျာဆိုသောစကားကိုအထက်ထက်ပြောလေသည်ဖခင်ဆုံးသွားပြီဟုသိထားသောတဲနိုင်တို့မိသားစုတွင်တဲနိုင်အမေသည်တိတ်လေးစားစရာကောင်းပါသည်မိမသားတံမဲရန်ကုန်မြို့လိုနေရာတွင်အတန်းပညာမရှိငွေစည်းပလာဖြင့်တားနှင့်သမီးကို ရှာကြွေးရသည့်မိခင်သည်ဘယ်လောက်ပင်ပန်းလိုက်လိမ့်မလဲဒါရောင်တားကလေးကို အမြဲတန့်ရှင်းအောင်ထားနိုင်သေးသည်ပြီးတော့ပညာသက်စစ်ချင်းတည်တယ်လေ တနေ့လုံးမှတနေ့စားရသူတို့အဖို့ကြားမရေကဖိစီးနှိပ်စက်လာသည့်အခါအခြေအနေပြည့်ယွယွင်ကြရသည်တဲနိုင်လိုကလေးမျိုးတွေဘယ်လောက်တောင်များလိုက်ကြမလဲအရွယ်နဲ့မမျှသော လောကရန်တွေကိုဘယ်လိုရင်ဆိုင်နေရရှာမလဲတူမတစုံတစ်ခုကိုအပြစ်တင်ချင်တော့လဲမြည်သည့်အရာကို အပြစ်တင်ရပါမည်နီကံတရားကိုလည်းရုံးမဲ့မဖွဲ အပြစ်မတင်လုံးအပြင်တွင်နေချစ်ချစ်တောက်ပူနေ၏ ဒီနေဘူးထက်ပြင်းသောဘဝရရှိနေသည်ကြံတန်လွန်သောလောကရန်လှိုင်းအကြာ နုထအပြစ်ကင်းလာသည့်ဘဝလေးတွေမျောပါမသွားဖို့ဆုတောင်းမိယုံမှအပါ သူမမတတ်နိုင်ခဲ့ပါဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူလာရေးတန်တွဲရေးသားထားတဲ့ကျွန်မကြံကြံဆိုတဲ့ဝတ်ချတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်